ဒီဗီဒီယိုထဲမှာအခုဓမ္မတွေမြင်လိုက်ရတဲ့ဓမ္မကြီးရဲ့ပို့ကိုဥစဉ်ကလုံခဲ့တဲ့2လလောက်ကဥစဉ်တင်ထားခဲ့တာပါအဲ့ဒါကိုဓမ္မတစ်ယောက်ကဒီကနေ့ဒီကနေ့ညနေ၄ :00 ပဲကွန်မန့်တွေဝင်ရေးပြီးတော့ဆက်သွယ်လာပါတယ် အဲ့ဒါပျောက်နေတယ်သူ့အမေပါတဲ့ကိုမေကတခါတော့မဟာဘူးဥစဉ်တင်တာတခြားပို့တွေမှာရောပါသူကဝင်ရေးပြီးတော့ဆက်သွယ်လာတာပါအဲ့ဒါနဲ့ဥစဉ်လည်းပဲဒီတကမာကြီးကိုနှစ်သိမ့်ဖို့ရာအားပေးဖို့ရာဆိုပြီးတော့သူ့ဖုန်းနံပါတ်ကိုခေါ်ကြည့်လိုက်တဲ့အခါအဲ့ဒီကမာကြီးကတပြည့်တော်မကဒေါ်အေးအေးမူအောင်မန်းကပါဖျားတဲ့တပြည့်တော်အမရဲ့အမေဗီဒီယိုကိုတင်ထားတာတွေ့လို့ တပည့်တော်မှာအမေကိုတွေ့ရပြီဆိုပြီးတော့တပည့်တော်ကရှင်ပြားစီကိုဆက်သွလိုက်တာပါအရှင်ပြားမြတ်စောင့်ရှောက်ထားသလားလို့ပါတဲ့ဘယ်လိုဖြစ်တာတော့ဆိုတော့ तू ကအောင်ပန်းမှာအလုတ်လုတ်နေတဲ့အချိန်သူ့အမေကရွာမှာစစ်ပြေးရင်းနဲ့အခုဗီဒီယိုထဲမှာပါတဲ့တက္ကမကြီးကပျောက်သွားပါတဲ့ပျောက်သွားသွားချင်းကဘာကိုပြေးပြီးတော့စုံစမ်းတော့လဲသူ့အမေကိုမတွေ့ခဲ့ရဘူးတဲ့သေသလားရှင်သလားလဲမသိရဘူးတဲ့ဒီနေ့ဒီချိန်ထိသူ့အမေကိုမတွေ့ရတဲ့အတွက် လူလည်းပဲအမတန်းမှာစိတ်သောကရောက်နေရပါတယ်လို့ဥစဉ်စီကိုဆက်သွယ်ပါတယ်။ဥစဉ်ကလည်းပဲဥစဉ်ကိုယ်တိုင်ရိုက်တင်ထားတဲ့မူရင်းဗီဒီယိုမဟုတ်ပါဘူးဒါက။ဘာဖြစ်လို့ဥစဉ်တင်ထားလဲဆိုတော့တချို့ဒါရမတွေကဥစဉ်စီကိုလူစဉ်လို့ပါဖျား။ဒီလိုတတ်နိုင်သလားလူပရစေ။လောတာတွေရှင်လူပရစေ။နေရလိမ့်စာ ပြောပေးပါဖျား။နေရလိမ့်စာလေးပေးပါဖျားဆိုပြီးတော့ ဥစဉ်စီကိုတချို့ကတောင်းကြပါတယ်အဲ့ဒါဥစဉ်ကဥစဉ်နေနေကလည်းပဲတန်ကအများနဲ့နေထိုင်ရတဲ့စာသင်သားတာမန်မထင်မရှားယဟန်တပါဖြစ်တဲ့အတွက်ကြောင့်ဧည့်သည်လာတကဧခံဖို့တို့ဧဖို့ရနေရာထိုင်ခင်းပေးဖို့အတွက်အင်မတန်မှခဲရင်နာဖြစ်တဲ့အတွက်ဒါလည်းအခက်အခဲတစ်ခုပေါ့နောက်တစ်ခုဥစဉ်တွင်းမိတာကဥစဉ်တို့အနေနဲ့ တပိတ်ပိုက်ပြီးတော့ဆုံးခံကြွနိုင်တယ်ဆိုရင်ဆုံးကုန်ကိစ္စဟာပြည့်စုံပြီဖြစ်ပါတယ်ဒီနေ့ခေတ်ဒါရမအများဘေးအမျိုးမျိုးကြောင့်ညာစွာဒုက္ခရောက်နေကြတာ ဖြစ်တဲ့အတွက်ဥစဉ်နှုတ်ထပ်ပို့ပြီးတော့လိုအပ်နေတဲ့အဲ့ဒီလိုဒါရမတွေကိုလိုအပ်တဲ့သူတွေကိုလူစည်းစင်ထောက်ပံ့စေခြင်း၊ကူညီစေခြင်းနဲ့အတွက်ဥစဉ်နှုတ်ထပ်ပို့ပြီးလိုအပ်နေတဲ့သူတွေကိုလူပေးစေခြင်းနဲ့အတွက်ဥစဉ်က နေရာလိပ်စာမပေးပဲနဲ့ဒီလိုနေရာမျိုးမှာဒီလိုလိုအပ်တဲ့နေရာမှာလှူပေးပါကုညီပေးကြပါဆိုတယောက်တလက်ကုညီစီလိုတဲ့အတွက်ဒီလိုမျိုးကုညီစီလိုတဲ့ဆန္ဒနဲ့ဦးစင်ကဒီပို့ကိုတင်ပေးလိုက်တာပါဦးစင်ပို့မူရင်းမလဲမဟုတ်ပါဘူးဦးစင်က Facebook မီဒီယာမှာသူများတင်ထားတာတွေ့လို့ဒကမာကြီးရေနဲ့ဖြောပြီးတော့ထမင်းကို ပြင်လောရင်စစ်ဘေးဒုက္ခတဲ့တယောက်နေနဲ့ဆင်းဆင်းရဲရဲစားတောင်းနေရတာမြင်တော့စိတ်မကောင်းဖြစ်မိတာနဲ့ဒီလိုလိုအပ်တဲ့နေရာတွေမှာလှုပ်ပေးပါဦးဇင်းတို့ကဆွန်ကုန်းကိစ္စကပြည့်စုံပြီးသားပါဆိုပြီးတော့ဦးဇင်းကပြန်တင်ပေးတာပါဦးဇင်းနောက်ဆုံးပြောချင်တာကတော့ဒီဒကမာကြီးကိုလက်ခံစောင့်ရှောက်ထားကြတယ်အဘိဇရာစောင့်ရှောက်ပေးထားကြတဲ့သူတွေတွေ့တဲ့မြင်တဲ့သူတွေများရှိရင်ဒီဗီဒီယိုထဲဒကမာကြီးကိုတွေ့တယ်ဆိုလို့ချင်းဦးဇင်းစီကိုဆက်သွယ်ပေးကြပါ ောက်ပြီးတော့ဥစဉ်စကမဆက်သွယ်စင်လဲဥစဉ်ဗီဒီယိုရဲ့အောက်မှာသူ့သမီးဒေါ်အေးမူအောင်မန်းမှာခုအလုပ်လုပ်နေတဲ့ဒကမာကြီးရဲ့ဖုန်းနံပါတ်ကိုဥစဉ်ထည့်ပေးထားပါတယ်သူ့စီကိုဖြစ်ဖြစ်ဆက်သွယ်ပေးကြပါလို့ဥစဉ်နေနဲ့ဒါရမတွေဥစဉ်အကောင့်မှာရှိနေတဲ့ဒါရမတွေအားလုံးကိုဥစဉ်ကအထူးပဲမြတ်တာရက်ခံပါတယ်